တသက်မလွတ်တဲ့အသားဟင်းကို စားတိုင်းအပြစ်ရှိသလားဆိုတာကိုမြတ်စွာဘုရားကဇီဝကတုတ်တံမှာဟောတာရှိတယ်။အပြစ်မရှိဘုံကိုမြတ်စွာဘုရားဘယ်လိုဟောတော့အပြစ်မရှိဘုံကိုဟောထားတာကိုနားထောင်ပြီးရင် အပြစ်ရှိဘုံကိုလည်းသိဖို့လိုအပ်တယ်ပေါ့။အဲ့တော့တို့စားတာအပြစ်မရှိဘူးဆိုပြီးတော့နော်စိတ်တွေသဘောထားကအပြစ်မရှိဘူးလို့ယူဆပြီးတော့ဒီအပြစ်ရှိတဲ့စိတ်တွေသဘောထားတွေပေါ်လာရင်တော့じゃအပြစ်မရှိဘူးထင်တယ်။ အပြစ်ဆိုတာစိတ်ထဲမှာဖြစ်တယ်ပေါ့ဒီနေ့ကကောင်းပြီမြတ်စွာဘုရားရှင်းပြတာရဟန်းတော်တစ်ပါးဟာတဲ့ဇီဝကကိုရှင်းပြတညာလုံးအိတ်မပြောတဲ့အချိန်တော့ဘုနဲ့နဲ့စောစောထားပြီးတော့တတ္တလောကကြီးတစ်ခုလုံးကိုမေတ္တာပွားအားလုံးတတ္တဝါတွေချမ်းသာကြပါစေလို့မေတ္တာပွားအဲ့ဒီမေတ္တာပွားတယ်ကရုဏာထားတယ်မုရိတာပွားတယ်ဥပေက္ခပွားတယ်ပေါ့အဲ့ဒါလို့မေတ္တာကရုဏာမုရိတာဥပေက္ခဆိုတဲ့ ပြမစိုးတရားပြမဝိဟာရတရားပွားများအထုတ်ပြီးတော့ဆွမ်းကဝင်နေတဲ့ဆွမ်းကဝင်လာတဲ့အခါမှာတရားကမတွေကအိမ်ပြင့်ပြီးတော့အိမ်မှာချက်ပြုတ်ထားတဲ့အသားဟင်းငါဟင်းကိုလှူတယ်အဲ့ဒါလို့သားဟင်းငါဟင်းနဲ့ဆွမ်းလောင်းတဲ့အခါမှာတဲ့ဒီဟန်တော်ရဲ့စိတ်ထဲမှာငါ့ကိုဒီလိုသားဟင်းငါဟင်းနေနေကြီးပဲငါ့ကိုသားဟင်းငါဟင်းလောင်းတာကောင်းလိုက်တာလို့ဆိုတဲ့အတွေ့ မတွေးဘူးတဲ့နောက်ရက်တည်းလဲသားဟင်းငါဟင်းငါ့ကိုလောင်းရင်ကောင်းမှာပဲဆိုတဲ့အတွေးလဲမတွေးဆွမ်းတစ်ခုအနေနဲ့ပဲလက်ခံလာပြီးတော့ဆွမ်းဖုံးပြီးတဲ့အခါမှာခန္ဓာကိုယ်တည်ထမ်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ငါစားတာဟာပစ္စခဏဆင်ញင်ပြီးတော့နော်ဤသည်စားဝယ်အမဲမဲကိုမြူးရယ်မှန်ကြွလှပရည်ဆင်ပြဖြိုးခြင်းကမတုံးပါဘူး လေးပြတ်ဓာတ်ဆောင်ဤကိုကောင်သည်ရှီအောင်တီလျက်အတ္တမြာဓမ္မမောပညာဖရာသာသနာကျင့်နေဖြာကိုကျင့်ပါနိုင်စေဝေဒနာဟောင်းသည့်မဖြစ်เสียရာပိုင်းမြတ်လက်ခတ်သိမ့်ဖြစ်ကိုမဖြစ်လျောင်ချမ်းမြေ့အောင်ဟုသုံးဆောင်မိဝဲပါれဆိုရက်ဒီလိုမှန်ကန်တဲ့အမြင်နဲ့အစာအာဟာရပေါ်မှာတွေ့တာမှုမမောမှုတွေမရှိဘဲနဲ့ ပစ္စဝေခန္ဓာဆင်ញင်ပြီးတော့အတိညာနဲ့ဆင်ញင်ပြီးတော့ဒီအစာကိုစားတယ်ကဲအဲ့ဒီလိုနေတဲ့ပုဂ္ဂိုလ်ပါသူ့စိတ်ထဲမှာဘာအပြစ်ရှိသွားတော့ဘာအကုသိုလ်ဖြစ်သွားတော့လဲအဲ့ဒီချက်ဘာအကုသိုလ်မှမဖြစ်ဘူးเนาะမှန်ပါဗျာမင်းကလည်းမေတ္တာတွေပို့ထားတယ်ဆုံးကံကြွသွားလို့ဆုံးလောင်းတယ်တိုင်းငါးရင်းနေပါလာတယ်ငါ့ကိုဓာမျိုးတွေကြီးရယ်လောင်းတာကောင်းလိုက်တာနောက်ရက်လဲလောင်းမအောင်ဆိုတဲ့အတွေ့လည်းသူ့မှာမရှိဘူး ုံးမေးသုံးဆောင်တဲ့အခါမှာလဲမဲ့မဲ့မောင်မောင်မဟုတ်ဘူးခန္ဓာကိုယ်တည်တမ်းမှုအနေနဲ့ပဲစားတယ်ဆိုလို့ရှင်အဲ့ဒီပုဂ္ဂိုလ်ဟာလောဘနဲ့အပြစ်တင်စရာလည်းမရှိဘူးဒေါသနဲ့အပြစ်တင်စရာလည်းမရှိဘူးမာမနနဲ့အပြစ်တင်စရာလည်းမရှိဘူးသူ့အနေနဲ့ကလည်းဘယ်တ attva တွေသေးပါစေဆိုတဲ့စိတ်အဲ့ဒီချိန်မှာဖြစ်ခဲ့လားမဖြစ်ဘူးဆိုတော့မဖြစ်လို့ရှိရင်သူ့မှာဒါအပြစ်ကင်းနေတာပဲပေါ့ အဲ့တော့သူစားတဲ့အစာအစာဟာ သူမြတ်တတ်ထားတဲ့အသားပဲဖြစ်လင့်ကစားသူနဲ့ဘာမှမပတ်သက်ဘူးလေအဲ့တော့ပတ်သက်ရမယ်ဆိုလို့ရှိရင်ဒါမိုးမဆုံးမြေမဆုံးဖြစ်တော့မှာပေါ့ကိုယ်နဲ့မပတ်သက်လို့ရှိရင်ဒါပတ်သက်စရာအကြောင်းကိုမရှိဘူးပေါ့အေးအဲ့ဒါလို့နှလုံးသွင်းပြီးတော့စိတ်တဏ္ဏနဲ့ဖုံးမေးသုံးဆောင်တာမျိုးကြတော့ပြစ်တင်စရာမရှိပါဘူးတဲ့ အပြစ်ကဲတဲ့အစားအစာကိုစားတာပဲဖြစ်ပါတယ်လို့ဇီဝကကြီးကိုမြတ်စွာဘုရားရှင်းပြဇီဝကကြီးကိုမေးတယ်ဘာဖြစ်ရှိတယ်အဲ့ဒီချင်းမရှိပါဘူးဘုရားအဲ့ဒီမှာဇီဝကကပြောသေးတာရှောက်သေးတာမြတ်စွာဘုရားကိုမြမာတွေဟာမေတ္တာနဲ့နေတယ်ကရုဏာနဲ့နေတယ်မုရိတာနဲ့နေတယ်ဥပေက္ခာနဲ့နေတယ်လို့ကြားတယ် အဲ့ဒီအချိန်မှာမြတ်စွာဘုရားဟာလည်းမေတ္တာကရုဏာမုရိဒာနဲ့ဥပက္ခနဲ့နေတယ်လို့ဗြဟ္မာနဲ့နှိုင်းရှင်ပြီးပြောတဲ့အခါကျတော့မြတ်စွာဘုရားကတို့ရဲ့တဏ္ဍမှာတဲ့လောဘဒေါသမောဟဆိုတဲ့ခိလေသာတွေအမြစ်ပါပယ်ပြီးသားဖြစ်တယ်အဲ့ဒါကိုရည်ရွယ်ပြီးတော့ဗြဟ္မာနဲ့တူတယ်လို့ပြောရင်ငါလက်ခံတယ်လို့ဘာလို့လဲဆိုဗြဟ္မာတွေက မေတ္တာကရုဏာမုဒိတာဥပေက္ခပွားတယ်ဆိုတာလောဘကုံတို့ဒေါသကုံတို့မောဟကုံတာကုံတဲ့အနေထားမျိုးမဟုတ်ဘူးသူတို့ကနော်ဗြဟ္မာကမေတ္တာကရုဏာမုဒိတာဥပေက္ခနဲ့နေတယ်ဆိုအောင်တော့လောဘဒေါသမောဟအနုတ္တိယဓာတ်အနေနဲ့ရှိနေတုံးပဲရသောဘုရားကလောဘဒေါသမောဟကုံနဲ့မေတ္တာနဲ့နေတယ်ဥပေက္ခကရုဏာမုဒိတာတွေနဲ့နေတယ်ဆိုတာကြတော့ကိလေသာလောဘမရှိတော့တဲ့အနေထားမျိုးရှိတယ် အဲ့ဒါလို့ကြွားချမှုမြတ်စွာဘုရားရှင်းပြရှင်းပြတော့ဇီဝကကလက်ခံပြီးတော့ရှောက်ကြတယ်ပေါ့အဲ့ဒါလို့မိတ်လိုက်တဲ့အခါကျတော့လူတွေရဲ့စိတ်ထဲမှာဒီတရားကိုနာလိုက်ရင်ဘယ်လိုအောင်မေ့တော့ဆိုအေးမုံမုံမြတ်မြတ်ဘုန်းကြီးတွေကိုတို့ပါးဟင်းငါးဟင်းတွေပဲအကောင်းကြီးပဲကတ်မယ်ကတ်ပြီးတော့တို့ကုသိုလ်ရအောင်လုပ်မယ်လို့ မောမောမြမြကတ်ချင်တယ်ဆိုတဲ့ပုံကိုယ်တွေကတားကောင်တွေကိုတတ်ပြီးတော့ယဟန်တန်ဃာတွေကိုကတ်မယ်ဆိုရင်အပြည့်ရှိမရှိဆိုတော့မြတ်စွာဘုရားကရှင်းပြတယ်နော်အခုလို့တားကောင်အကောင်ပလောင်ကိုတတ်ပြီးတော့ယဟန်တန်ဃာကိုဆွန့်ကတ်မယ်ဆိုလို့ရှိရင်အဲ့ဒီပုံကိုယ်ဟာအမတ္တမအပြည့်ကြီးတယ်မြတ်စွာဘုရားအကောင်ပလောင်တတ်ပြီးတော့ ဆောင်းရင်ဆောင်းစီမံနေဆိုလို့ရှိရင်တဲ့ကဲဘဲကောင်ဖမ်းရတယ်လို့ပြောလိုက်တဲ့အချိန်မှာအကုသူတွေဖြစ်သွားပြီလိုက်ဖမ်းလို့အဲ့ဒီကောင်ဒုက္ခတွေရောက်နေတဲ့စိတ်ဆင်းရဲနေပြီဆိုအဲ့ဒီဟာလည်းအကုသူတစ်ခါဖြစ်တယ်ဖမ်းမိလာလို့ဒီကောင်ပေါ်လိုက်ဟာတတ်လိုက်ဟာလို့ပြောလိုက်တဲ့အချိန်မှာဒါလည်းအကုသူတစ်ခါဖြစ်ပြန်ပတ်ဖြတ်နေတဲ့အချိန်မှာခံစားရတဲ့ဒုက္ခပြင်းထန်လို့ အဲ့ဒီချိန်မှာလည်းပဲတတ်ခိုင်းတဲ့မိမိမှာ အကုသိုလ်တွေဖြစ်လေးခုရှိသွားတယ်နော်မှန်ပါဗျာနောက်ဆုံးမှာမအပ်ဆက်တဲ့အသားနဲ့ရသော်ဘုရားရဲ့တပိတာဝကကိုလှူမဲ့တမ်းမဲ့ဆိုလို့ရှိရင်ဒါနှိပ်စက်တာခေါ်တယ်ပေါ့မအပ်တဲ့အသားစာနဲ့ကျွေးတာဖြစ်တော့ကြောင့်ဒီချိန်မှာလည်းပဲအကုသိုလ်တွေအများကြီးဖြစ်တယ်ဟောအကုသိုလ်ဖြစ်တယ်လို့ရသော်ဘုရားက က်တဲ့တကားအပေါ်ကိုတာတာဟင်ငါဟင်ဘုန်းကြီးတွေဖိုးမေးကောင်းတယ်ဆိုတော့တာဟင်ငါဟင်နေပေါ်ပြီးတော့ကတ်ကုန်မှာစောလို့မြတ်စွာဘုရားဒါဟောတာဒါလည်းအမှန်တိုင်းပဲလေတတ်ပြီးတော့ကတ်ရင်တော့ငရဲကြီးမှသိကြတာပေါ့နော်အဲ့တော့ကြောင့်မို့လို့မြတ်စွာဘုရားကဇီဝကတုတ်တံမှာဒီအချက်တွေကိုထိသိမ်းပြီးတော့ဟောထားတယ်တားကောင်ကိုဖန်ခိုင်တဲ့အချိန်မှာအကုသိုလ်တစ်ခါဖြစ်တယ် အဲ့ဒီသားကောင်အဖမ်းခံရတဲ့အချိန်မှာသူဆင်းရဲဒုက္ခရောက်တဲ့အချိန်မှာကိုယ်မှာအကုသိုလ်တခါဖြစ်တယ်အတ္တခိုင်းတဲ့အချိန်မှာအကုသိုလ်တခါဖြစ်တယ်အတ္တခံရလို့ဒုက္ခရောက်တဲ့အချိန်မှာအကုသိုလ်တခါဖြစ်တယ်မအပ်တဲ့အသားနဲ့ယဟန္တာငါကိုဆွန့်ကပ်သည့်အတွက်ကြောင့်အကုသိုလ်တခါဖြစ်တယ်အကုသိုလ်ငါးဌာနမှာအကုသိုလ်တွေများစွာရတယ်လို့မြတ်စွာဘုရားရှင်ဘုရားသုတ်တာမှာဟောတာ အဲ့ဒီကြတော့မှဇီဝကသဘောကျသွားသူကြားတဲ့သတင်းနဲ့ရသော်ဗျာဖြည့်ရှင်းချက်ဒီနှစ်ခုသူရှင်းရှင်းလင်းလင်းသိသွားတကယ်တော့လေဇီဝကဟာသူကနည်းဆုံးသောတပ္ပအဆင့်ရှိတဲ့ပုဂ္ဂိုလ်ပဲနည်းဆုံးသောတပ္ပအဆင့်ရှိတဲ့ပုဂ္ဂိုလ်ရသော်ဗျာပေါ်တရားပေါ်သံဃာပေါ်မှာလုံးဝရှင်ကြည်ပြီးသားပုဂ္ဂိုလ်တူပဲပေါ့သို့သောမြတ်စွာဘုရားဟောကြားလိုက်တဲ့တရားဟာ အမြဲတမ်းရှင်းရှင်းလင်းလင်းဖြစ်သွားတယ်။အေးကောင်းပြီအစာအာဟာရနဲ့ပတ်သက်လာလို့ရှိရင်ဘုန်းကြီးတို့တွေဟာတတ်တတ်လို့ပဲစားစားတတ်တတ်မလွတ်တာပဲစားစားကိုစားတဲ့အစာအာဟာရဟာအပြစ်ကင်းတဲ့အစာအာဟာရလားအပြစ်မကင်းတဲ့အစာအာဟာရလားစားတဲ့နဲ့အစာအာဟာရလားမစားတဲ့နဲ့အစာအာဟာရလားဒါပဲစဉ်းစားဖို့ပဲလို့တယ်ပေါ့ငါတတ်တတ်လို့စားလို့ တတ်တတ်လို့မစားတဲ့လူကိုရှုတ်ချเสียရလည်းမလို့တတ်တတ်လို့မစားတဲ့လူကလည်းတတ်တတ်လို့စားတဲ့လူကိုဒေဝရခိုင်းသားလို့ပြောเสียရမလို့နော်အဲတတ်တတ်လို့စားတယ်ဆိုတာမှန်ကန်တဲ့ရွယ်ချက်နဲ့စားဘလို့စားရင်မှန်ကန်တဲ့ရွယ်ချက်တုံးဆိုအေးအသားစားခြင်းဖြင့်မေတ္တာပို့ရတာပို့ပြီးတော့စိတ်ထဲမှာမေတ္တာထ ිය ောက်တယ်လို့ထင်တယ်လို့ဆိုရင်တော့တတ်တတ်လို့စားပေါ့သို့မဟုတ်ကျမ်းမာရေးကြောင့်တတ်တတ်လို့စားတယ် နော်ကုသိုလ်ပို့ရတယ်တသက်လို့စားရင်ကုသိုလ်ပို့ရတယ်လို့တော့ဒီလိုတော့သွားပြီးတော့မအောင်မေ့လိမ့်နဲ့ပေါ့တသက်လို့စားပြီးတော့တသက်လို့အလွမ်းပြေစားနေကြတာလည်းရှိသေးတယ်လေဘာတွေစားတာတော့သိလားအတာထုတွေစားတာနော်အသာဓုစားတယ်ဆိုကြတဲ့ကသူက အလွန်ပြေလုံနေတာလေဟဲ့